အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမိမိတက်ရောက်မှာဖြစ်ပြီးထိုင်းကမ္ဘောဒီးယားညီကြိုင်သဘောတူညီချက်ကိုရိုင်းလက်မှတ်ထိုးမယ်လို့ထွန်းကဆိုပါတယ်။ထိုင်းကမ္ဘောဒီးယားညီကြိုင်သဘောတူညီချက်လက်မှတ်ရေးထိုးပွဲခန်းနာကျင်းပပြီးမိမိဦးဆောင်မှာသာအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မယ်လို့စီကံချတာကြောင်းတရင်နေထွက်နေပါလိမ့်။မေဂန်ဒရင်းနာပိုလီတီကိုကဒရင်းမီတုံးကိုကိုကမီရင်သားကျရာထရန်မလေးရှားနိုင်ငံမှာအော်တိုဘန်26 28တွင်ကျင်းပမယ်48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးတက်မယ်ဆိုပါကထိုင်းနဲ့ကမ္ဘောဒီးယားကြား ငွေကြေးရင်းသဘောတူညီချက်လက်မှတ်ထိုးပွဲမိမိဦးဆောင်ဖို့စီကံချထားကြောင်းဖော်ပြပါလိမ့်ဒီသဘောတူညီချက်မှာတရုတ်နိုင်ငံမပါဝင်ရလို့တည်င်းမှာဖော်ပြပါလိမ့်အင်ဂျီရောထရန့်ဦးဆောင်လို့ကြောင်းနဲ့ပတ်သက်တဲ့တည်င်းကိုရင်းဆိုပေမဲ့ငွေကြေးရင်းသဘောတူညီချက်ဆိုင်ရာဆွေးနွေးမှုမှာတရုတ်ပါဝင်မှုမရှိကြောင်းအတည်ပြုပါလိမ့်အင်ဂျီရောစင်ရရှိသူကပြောမှာတော့တမောထရန့်ဟာဒီငင်းကြဲသဘောတူညီချက်ပေါ်ဆွေးနွေးကြောင်းတည်ပြုပေမဲ့အာဆီယံထက်ပြီးစည်းဝေးတယောက်မှုအတွက်ဒီစည်းကမ်းချထားမှုရှိမရှိမရှင်းလင်းပါဘူး လေရှောင်းကျော်အန်ဝါအီဘရာဟာခုနှစ်အာဆီယံဥက္ကဋ္ဌတောင်းဆန်းဆောင်နေပြီးအရင်ကထရန့်ဟာလာမယ့်ထိပ်သီးစီဝေတက်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။ဒီစီဝေမှာတရုတ်သမ္မတရှီလည်းတက်ရောက်မယ်လို့မျှော်လင့်ထားပါတယ်။ထရန့်ကဇူလိုင်လအတွင်းလက်ဆက်ပြန်လည်ပြစ်ခတ်နေတဲ့ထိုင်းကမ္ဘောဒီးယားခေါင်းဆောင်နှုတ်ကိုတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးအန်ဝါအီဘရာဟန်ရဲ့အာဆီယံဥက္ကဋ္ဌရဲ့ဂျာဝိဖြစ်ရမှုဖြင့်အပြည့်အသဘောတူညီချက်လက်မှတ်ထိုးပါတယ်။ဇူလိုင်24မှ28အတွင်းဖြစ်ခဲ့တဲ့ထိုင်းကမ္ဘောဒီးယားနေဆက်စစ်ပွဲကြောင့်လူသုံးသိန်းခန့်နေရရှိပြောင်းခဲ့ရပြီး စစ်တီနဲ့အရတားဒါဇင်နဲ့ချီသေးဆုံးပါတယ်ဒီအပြည့်ရဲ့သဘောတူညီချက်မှာထရန့်ပါဝင်ကူညီခဲ့မှုအတွက်ကမ္ဘောဒီးယားကောင်ဆောင်ဟွမ်မာနဲ့ကထရန့်ကိုနိုဘယ်ဆုအတွက်တရားဝင်ကြံပြုပါတယ်ဒါပေမဲ့သဘောတူညီချက်ကိုကောင်ထယ်ဖို့မှုဟာမတည်ငြိမ်သေးပဲနှုတ်နှစ်ဖက်ကြားတင်းမာမှုနဲ့သဘောတူညီချက်ချိုးဖောက်မှုတွေပြန်လည်ဖြစ်ပွားနေစေဖြစ်ပါတယ်ရင်ကျိုင်းလိုပဲစမပေးရင်တော့အမေရိကန်ကိုစော်ခိုင်းရကြမယ်လို့သမလားခံကပြောပါလိမ့် ဒါလို့ဆိုရင်ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ရေကတော့တင်းမာမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ကမ္ဘောဒီးယားနယ်စပ်မှာကမ္ဘောဒီးယားနိုင်ငံသားတွေဟာတမရက်တွေဖောက်ခပေးဖို့ထိုင်းဝန်ကြီးချုပ်ကတတိပေးနေပါတယ်။ထိုင်းဝန်ကြီးချုပ်ကကမ္ဘောဒီးယားနယ်စပ်ပြည်နယ်ပတ်သက်ပြီးနေဂျာကွန်မတီ GPC သဘောတူညီချက်အရကမ္ဘောဒီးယားရဲ့သားတွေဟာစာကဲဝပီနဲ့ဗန်နချုံတွေတောင်မှလာမဲတောက်ကြနေနောက်ဆုံးထားထွက်ခွာဖို့ထိုင်းဝန်ကြီးချုပ်အလူတင်ကပြောကြောင်းဘန်ကောက်ပို့စ်ကပေါ်ပြပါတယ်။ အဲ့ဒီဘန်တော်ချမ်းကျွရဟာလုံးရက်နှစ်40ကကမ္ဘောဒီးယားဒုက္ခအသက်စခန်းဖြစ်ပြီးသမိုင်းဝင်နေရာတစ်ခုဖြစ်သလိုခုကနှစ်နိုင်ငံကြားနေဆက်ညီပွားမှုရဲ့အဓိကခြေလက်ဖြစ်ပါတယ် GBC သဘောတူညမှာအဓိကပါဝင်တဲ့လက်နက်တက်တွေစုခွာရေးအွန်လိုင်းဝင်လုပ်ငန်းတွေကိုရက်တွေနှိမ့်နေရေးနေဆက်ချင်းတွေထိရောက်စွာစီမံခန့်ခွဲရေးဒီစည်းကမ်းချက်တွေကမ္ဘောဒီးယားအနေနဲ့လိုက်နိုင်ရမယ်လို့ထိုင်းကပြောပါတယ်ထိုင်းပိုင်နဲ့တရားဥပဒေရေးရမဆိုနေရာလွတ်ထားပေးရမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ် အချို့ကြောင့်အောင်လာတဲ့နေပြည်ပိုင်ဆိုင်မှုကောက်ွယ်ဖို့စစ်တပ်ကိုတောင်းပေးထားပြီးဆိုရကလည်းပြေဝပံ့ပိုးပေးထားကြောင်းနဲ့စီကံသမက်ချက်ပေါ့မင်းတမရေးရနေတိုင်းမှုတွေကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနတန်းလုံးလုံးလျော်လျော်လွှတ်ပြောင်းပေးခဲ့ကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။